ခုပြောပြမယ် website လေးကိုတည်သွားပြီဆိုလို့ရှင်တော့စာဝယ်ဖို့ပတ်စံကုန်စရာမလိုတော့ပါဘူးကျွန်တော်စာအုပ်လေးဖတ်ရှင်နေပေါ့နော်ဒါပေမဲ့ physical books တွေဝယ်ဖို့ဆိုရလေဈေးရလေတက်ဝယ်ပြီးလို့ရှင်လဲမဖတ်ဖြစ်ပေါ့နော်ဒီလိုပုံစံမျိုးနေကျွန်တော်ကြုံနေရတယ်အဲ့တော့ physical books တွေဝယ်မဲ့စာ e-books နဲ့ဖတ်မယ်ဆိုလို့ရှင်တော့စာအုပ်တွေဝယ်စရာမလိုတော့ပါဘူး e-books လို့ပြောလိုက်လို့ရှင်ကျွန်တော်ကအရှားရခက်တယ်မတွေ့ဘူးဒီလိုပုံစံမျိုးနေပြောကြတယ်ဒါပေမဲ့ဒီ website လေးကတော့ကိုလိုချင်တဲ့စာအုပ်တွေတော်တော်များများအောင်ရရှိနိုင်မှာဖြစ်ပါတယ် website လေးနာမည်က oceans of pdf လို့ခေါ်ပါတယ်ကျွန်တော်တို့ google chrome နဲ့ဝင်လိုက်ပြီဆိုလို့ရှိရင် o c e a n o f p d f လို့ချလိုက်တာ ਨੇ အပေါ်ဆုံးမှာပေါ်လာမှာဖြစ်ပါတယ်အဲ့တော့ဒီ website လေးထဲရောက်သွားပြီဆိုလို့ရှိရင်ဒီမှာဒီလိုပုံစံတိုင်းလေးမြင်ရလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့လိုမြင်ရတဲ့အခါမှာဒီမှာ search box ဆိုတာရှိတယ်ဒီ search bar လေးမှာကိုရှာခြင်းနဲ့စာအုပ်နာမည်ကိုရိုက်ထည့်လိုက်လို့ရပါတယ်ကျွန်တော်ဒီမှာ make time ဆိုတဲ့စာအုပ်လေးကိုကျွန်တော်ရှာခြင်းနဲ့ပေါ့နော်အဲ့တော့ make time ဆိုပြီးတော့ရိုက်လိုက်မယ်ပြီးရင် အန်တာခေါက်လိုက်ပါအန်တာခေါက်လိုက်သူကဒီမှာစောက်တွေကျလာလိမ့်မယ်ပေါ့နော်အဲ့တော့ကိုလိုချင်တဲ့စောက်ကဘယ်စောက်လဲအာကျွန်တော်လိုချင်တာကဒီစောက်လေးဖြစ်တဲ့အတွက်ဒီစာသားလေးကိုနှိပ်လိုက်ပေါ့နော်နှိပ်လိုက်တယ်ဆိုရင်သူကဒီလိုပုံစံမျိုးလေးနဲ့ပေါ်လာပါလိမ့်မယ်အဲ့တော့ကိုကစောက်ကိုမဖတ်ရှင်သေးဘူးအရင်ဆုံး review အနေနဲ့ book summary လေးကိုအရင်ဆုံးဖတ်ရှင်နေဆိုလို့ရှိရင်အဲဒီမှာလည်းရေးထားရရှိရပေါ့နော်အဲ့လေးကိုဖတ်ပြီးတော့ကိုကကြိုက်ဒေါင်းလို့ရရင်မကြိုက်လို့ရှင်လဲနောက်ထပ်တက်ပြီးရှာကြည့်လို့ရရပေါ့နော်အဲ့တော့ဒေါင်းမယ်ဆိုလို့ရှင် ောက်လေးဆွဲချလိုက်ပါကျွန်တော်တို့မှာ PDF ပုံလေးရှိရပါတော့အဲလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်သူကနောက်ထပ် tab လေးတစ်ခုနဲ့ပြတ်သွားပါလိမ့်မယ်ဒါဆိုလို့ရှိရင်တော့သူစပြီးတော့ download ဆွဲနေပြီပေါ့နော်ပြီးလို့ရှိရင်ဒီညာဘက်မှာသူရသွားရင်ပေါ်လာလိမ့်မယ်ပေါ့နော် Okay ဒီမှာဆိုရင်စပြီးတော့ download ဆွဲနေပြီပြည့်သွားပြီပေါ့နော်အဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ website လေးတွေကိုအဲ file လေးတွေဝင်လာလို့ရပြီပေါ့နော် file လေးနှိပ်လိုက်မယ်ဆိုရင်ဒီမှာစာအုပ်လေးရပါပြီ ဒီမှာစာအုပ် ready ဖတ်ရုံပဲပေါ့နော်အဲ့တော့ဒီ website လေးနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့စာအုပ်တွေဝယ်ဖို့တော့အပတ်စံကုန်စရာမလိုတော့ဘူးပေါ့နော်ဒီလောက်ပါပဲနောက်ထပ် video မှာပြင်ပြဆုံးနေကြပါမယ်ဒါကောင်းတဲ့နေ့လေးဖြစ်ပါစေ